အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဈေးကွက် trading ရဲ့ market recap ပြုလုပ်ပြီးအစီအစဉ်အနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျကျွန်တော်ဒီနေ့စန်းသလပိုင်း9ရက်နေ့မှာ spy etf ကိုကျွန်တော်တို့ဈေးကွက် trading ရဲ့ indicator တွေကိုသုံးပြီးတော့ blue option scalping လောက်တော့လဲဆိုတာကိုပြပြပြီးအောင်မှာဖြစ်ပါတယ်ခင်ဗျ okay အဲ့ဒါဆိုလို့ရှင်စားလိုက်ကြအောင်ခင်ဗျ ခင်ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ market မှာဖွင့်နေမှာပဲပေါ့နော်ကျွန်တော်9.28 9.29လောက်မှာပေါ့ကျွန်တော်တို့ indicator နေပြီးတော့ attack call option ဝယ်ဖို့ပြေးထားတယ်အဲတော့ market ဖွင့်ခြင်းမှာ call option ဝယ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရမဘူးဆိုလို့ရှိရင်ဒီလို breakout ဖြစ်တာကိုပြီးလို့ရှိရင် retest ပြန်လာတာကိုစောင့်စောင့်ပြီးလို့ရှိရင် call option ဝယ်ဖို့ရှင်လို့ဆို call option ဝယ်ဖို့လုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲတော့စားလိုက်ကြအောင်ခင်ဗျာကျွန်တော် သုံးသုံးဆန်တိုင်းပဲ trade နေကြအတိုင်းပဲ trade မယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော် break out ဖြစ်တဲ့ retest ပြန်လာရယ်ပေါ့နော်အာကျွန်တော်တို့ဒီ macd ရာလဲကျွန်တော်တို့အစိမ်းထဲမှာရှိရယ်ဒီ green ထဲမှာရှိရယ် bullish ထဲမှာရှိနေရယ်ကျွန်တော် call option ဝယ်ဖို့ကောင်းတယ်ကျွန်တော်ဒီနေ့သုံးပြွားတော့ကျွန်တော် zigzag trading ရဲ့ zigzag entry exit view ဟာနဲ့ zigzag လှုပ်ရှားမှု view ဟာနှစ်ခုသုံးပြီး trade ပြောင်းအောင်မှာဖြစ်ပါတယ်ဖြစ်တယ်ပေါ့နော် ဲ့တော့ဒီမှာ order block ရှိမယ် pair value cut တွေရှိမယ် ORV 15မိနစ်အမြင့်နားမှာရမယ်ကျွန်တော်ရဲ့ဒီဈေးခွက်ရဲ့ entry and exit view ဟာပေါ့နော်ဒီကောင်ကကျွန်တော်တို့ဒီမှာ show မယ်ဆိုလို့ရှိရင် truckcom installer line ရှိမယ်ကျွန်တော်ဝယ်ရမယ့်နေရာရှိမယ် PY ဆိုလို့ရှိရင်ဒီ panel ရောက်တဲ့အချိန်မှာကျွန်တော်တို့ကိုဝယ်ထားတဲ့ရခိုင်တော့အကုန်လုံးရောင်းရောင်းမရောင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ80%လောက်တော့ထုတ်တင်နေပါတော့ဒီပန်းတိုင်းနောက်တော့တော့တော့တစ်ခုပေါ့နော်ပန်းတိုင်း2ပေါ့နော်ဒါပန်းတိုင်း3ပေါ့နော်အဲကျွန်တော်တို့ဒီ3လောက်ထိတော့ခြံမို့တော့အာမပေး ိုင်မယ်ဆိုလို့ရှိရင်လည်းကိုင်လို့ရတယ်ဘောနောက်ကကိုယ်စိတ်နဲ့ကိုယ်ဆိုဒါပေမဲ့၃လောက်ထိတော့ try အရင်ကောင်းလို့ရှိရင်တော့ကိုင်ပါတော့မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီဘန်နိုင်တက်လောက်မှာပဲ try and try မဟုတ်ဘူးဆိုလို့ရှိရင်ဘန်နိုင်နှစ်လောက်ထိကိုင်ပါတော့အဲ့တော့အားပေးပါတယ်အဲ့တော့ okay ဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မနက်မိုးလေးမှာပဲ trade တစ်ခုရမယ်ပေါ့နော် sub trade ကြည့်အောင်ခင်ဗျာ โอเคကျွန်တော်ဒီမှာဆိုလို့ရှိရင် port option ဝင်ဖို့ချက်ပြထားတယ် port option ဝင်ဖို့ချက်ပြထားတယ်ပြီးတော့ကျွန်တော်ဒီမှာ resistance resistance level ရှိမှာပေါ့နော်ကျွန်တော်ဒီကောင်တားဆီးနေလို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ဒီ stall loss level ဒီကောင်ကတော့ကျွန်တော်ဝယ်ရမယ့်အမှတ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တာပန်းနိုင် target 1ပေါ့နော်အနိုင် target 2ရှိမယ့် target 3ရှိမယ့်ပေါ့နော်โอเคဒီမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်အာ ခု option ပဲပို့ချက်ပေးရဲကျွန်တော်တို့ဝယ်လိုက်မယ်ဝယ်ပြီးໄວဆိုလို့ရှိရင်ဒီနားမှာထွန်းအထွတ်ဒီနားမှာထွန်းအထွတ်ဘာလို့လဲဆိုလို့ရှိရင်ဒီကောင်ပြန်ကန်ထွက်သွားတာဟုတ်โอเคဒီနားမှာမထွက်နိုင်ဘူးရရကိစ္စမရှိဘူးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခါ market ကပြန်ထွက်ဖို့ ထွက်ဖို့အခွင့်ကားပေးမယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာ limit order ထားထားပြီးရောင်းရင်ရောင်းမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ indicator ပေးထားတဲ့အတွက်ဘန်နိုင်တီရောင်းကင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကင်ကြည့်ပေါ့နော်ဒီကျွန်တော်တို့ option scan ပဲကတော့မြန်မြန်ရောင်းမြန်မြန်ထွက်တာတော့အကောင်းဆုံးပဲဒီကောင်မှဆိုလို့ရှိရင်တော့ကြရဲအာအာအရင်ကောင်တဲ့အတွက်အနည်းဆုံး20 to 30%လောက်တော့ရမယ်ဒီ share ကောင်မှဆိုလို့ရှိရင်တော့ကျွန်တော်မရဘူးဆိုလို့ရှိရင်အနည်းဆုံး50 to 100%လောက်တော့ရမယ်ပေါ့နော် โอเคကျွန်တော်ဒီနောက်မှာပြောအောင်เนาะအာဒီနားကပေးတဲ့ attack option နဲ့ဒီနောက်မှာပေးတဲ့ attack option ပေါ် option လေးကိုကျွန်တော်ပြောချင်တာပေါ့เนาะဒီကောင်ကကျွန်တော်ဒီ viewer line မှာ viewer line ရှိနေတယ်ချက်ရှိအောင်ပြောဟော SSM 200 line ရှိနေတယ်အဲကျွန်တော်ဒီမှာတော့ viewer မတုံးဝဘူးမတုံးဝမယ် SSM 200 line ကိုပဲတုံးဝမယ် viewer တုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ viewer ဆိုပြီးထည့်လိုက်လို့ရတယ်အဲဆိုလို့ရှိရင် ျွန်တော်တို့ viewer ပေါ်လာလိမ့်မယ်ပေါ့နော်ဒီကောင် viewer viewer နဲ့ access mainly line 200 line ကပူနေရဲ့ viewer ဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာ trend line ရှိတယ်ဒီအောက်ကနေ line trend line ဒီဘက်ထီကို trend line ရှိနေတယ်အဓိကဒီနားလေးကိုပြောချင်တာကျွန်တော် equal high equal low တွေဖြစ်လာပြီဆိုလို့ရှိရင်ဒီအထိကိုကြည့်လိုက်ပေါ့နော် equal height equal low ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီ market က market လဲဆိုလို့ရှိရင် sideway market ပေါ့เนาะအဲ့တော့သုံးစံအတိုင်းပဲဒီမှာဆိုလို့ရှိရင် sideway market မှာဘယ်လို trade ကြမလဲဆိုလို့ရှိရင် sideway market ကအတက်နိုင်ဆုံးရှောင်းရှောင်းမရှောင်းဘူးအရန် trade အာကိုကဒီ pro level ဖြစ်နေပြီ trade တက်တယ်ဆိုလို့ရှိရင်တော့ sideway market မှာဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကနေပြီးတော့အပေါ်ဝင်မယ်အပေါ်ကနေအောက်ကိုရောင်းမယ်ပေါ့เนาะဒီကောင်ကလည်းဒီကောင်က sideway နေပြီးအရန်ချင်းတဲ့အတွက်ကောင်မှအာ scalping ကအရန်ကို လက်မှန်တဲ့လူမှအဆင်ပြေမှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ site ဝေးနဲ့ပဲမလုံးဝအဆင်ပြေမှာမဟုတ်ဘူးဒီမှာပြန်ပြီးဖောက်ထွက်သွားမလို့လုတ်တဲ့ပြီးချက်ချင်းပြန်တက်တဲ့ manipulation တွေရှိမှာပေါ့နော်ဒါ site ဝေး market ရဲ့အထားပဲအဲ့တော့ short တက်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးအဆင်ပြေရဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ site ဝေး market ကိုရှောင်စီချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမနက်ခင်းမှာနှစ်ထွေးရထားမယ်ဒီ site market ကိုရှောင်ရှောင်မရှောင်ဘူးဆိုလို့ရှိရင်လည်းထွေးမယ်ဆိုလို့ရှိရင်လည်းထွေးပေါ့နော်ဒါပေမဲ့လုံးဝ scalping ကိုမြန်မြန်လေးလုပ်ဒီ site market ရဲ့ဒီကျွန်တော်တို့အောက်ကနေပြီးအပေါ် call option ဝင်ရ ပေါ်ကနေအောက်ကပေါ် option ပဲပေါ့နော်အဲဒီလိုလေးတော့ရှိမှာပေါ့နော် okay site width market ကိုကျော်မှပဲကျန်တဲ့အလုပ်ကဆက်လုပ်လို့ရမှာပေါ့နော် okay ဆက်သွားကြအောင်ခင်ဗျ um ကျွန်တော်တို့ဟိုဒီ site width market မှာလည်းကျွန်တော်တို့ဘာလို့ call option ပို့ option တွေပြည့်တယ်ဆိုလို့ရှိရင်ကျွန်တော် volume အားရရန်ကောင်းလားကောင်းလာရဲ့ခါကြလို့ရှိရင်ကျွန်တော် indicator နေပြီးတော့ call option ဝယ်ဖို့ချက်ပေးရပေါ့နော်ဒီ site width market မှာတော့ထုံးစံတိုင်း operation ကတော့ န်တယ်တိုင်းကအရေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကန်တယ်တိုင်းကိုသတိထားပြီးကြည့်နေရမယ်ဒီ sideway markup မှာစတက်တဲ့လူတွေကစားမစားတတ်ဘူးဆိုလို့ရှင်လဲခုနပြောတဲ့အတိုင်းပဲလက်ဆောင်နေတာအကောင်ဆုံးပဲ sideway markup မှန်းတိလိုက်ပြီးဆိုတာနဲ့ equal high equal low equal high တိဖြစ်မယ် equal low ဖြစ်မယ်ဆိုတာနဲ့ဒါ sideway markup ဆိုတေးကြနေပြီအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှင်လက်ဆောင်နေလိုက်ပေါ့နော်လက်ဆောင်နေရအကောင်ဆုံးပဲဒါကျွန်တော်စောစီ sideway သွားတယ်ပေါ့နော်10နိုင်ရနေပြီးတော့ကျွန်တော်တို့အာ10နိုင်54လောက်တိကို sideway သွားတယ်ပေါ့နော်ပြီးတော့ markup ဖောက်တတ်သွားတယ်ပေါ့နော်အဲ့တော့ โอเคဆက်ပြီးသွားလိုက်အောင်နော်โอเคဒီနောက်လေးပြန်သွားအောင်နော်ကျွန်တော်တွေပေါ်ဒီနောက်မှာဆိုလို့ရှင်ခုနတာစီနယ်ဆိုတော့တွေ့လိုက်မယ်နဲ့တွေ့နော်တာစီနယ်တွေ့လိုက်ပြီဆိုတော့ဒီနောက်က call option ဝယ်လူတွေလဲဝယ်ဝယ်ပြီးတော့ဆိုလို့ရှင်မဟုတ်ဘူးဆိုဒီနောက်မှာ try လဲ try အဲမဟုတ်ဘူးလို့ indicator ပေးထားရဲဒီအနေဝယ်ပြီးတော့ဒီခုနကျွန်တော်ပြောရတဲ့အတိုင်းပဲဒီပန်းတိုင်းရောက်သွားပြီဆိုတဲ့နေရာမှာထွက်နေတော့အကောင်းတယ်ပေါ့နော်ကိုဝယ်ထားတဲ့ဟာတွေကို sideway market လေးဖြစ်နေရဲဒီကောင်ဖောက်ထွက်လို့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ဘယ်လောက်မှပဆိုင်ရမှာမဟုတ်ဘူး call option ကတော့အစိုးရဝယ်ဖို့ချက်ပေးထားတဲ့အတိုင်းမဖြစ်လဲဆိုလို့ရှိရင် sideway ဖြစ်နေတဲ့အတွက်ကျွန်တော်ပုံမှန်အဖြစ်ဆိုတော့ဝယ်ဖြစ်ကြမှာမဟုတ်ဘူးလေအဲတော့ဒီနောက်မှတကယ်လို့ဖောက်ထွက်သွားလို့ဝယ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပဲစားရမှာပေါ့နော်အရင်စားမှာမဟုတ်ဘူးပြီးတော့ order block ပေါ်လာရဲကျွန်တော်တို့ဒီကအပိုင်းအရင်အများကြီးနေပြီဆိုတော့ပေါ်တရားပေါ့နော် โอเคဒါကတော့ကျွန်တော်တို့မနက်7ခွဲလောက်ထိပဲထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ထွက်နေကြပုံစံတိုင်းမှာမနက်7ခွဲလောက်ထိထွက်တယ်ဗောနော်ထွက်ပြီးတော့ဒီနားမှာတင်ပြီးမယ်ဗောနော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာတစ်ခုတစ်ခါထပ်ရလိုက်မယ်ဗောမနက်ခင်းနေမယ်၃ထွေလောက်ရမယ်၃ထွေလောက်ရပြီလို့ရှိရင်တော့ကျွန်တော်တို့ပြီးမယ်အဓိကတစ်ခုပဲသတိပေးချင်တာ site way market ဆိုလို့ရှိရင်လက်ရှောင်နေနိုင်ရင်တော့အကောင်းဆုံးပေါ့နော်လက်မရှောင်နေနိုင်ဘူးထွက်ချင်လဲဆိုလို့ရှိရင်လဲဆက်ဝေးမကမှထွက်ကြမယ့်ပုံစံကကျွန်တော်တို့တွေအာအောက်ကနေပြီးတော့အပေါ်ပြင်ဝဲပြီးသွားလို့ရှိရင်အပေါ်ကနေအောက်ကိုပြန်ရအောင်အဲဒါကတော့ဒါပုံစံတုံးစံတိုင်းပေါ့နော် ျွန်တော်ဒီနေ့အာကျွန်တော် indicator အစ်စ်လေးနဲ့ပြောပြသွားတာပေါ့နော် indicator အစ်စ်ကကျွန်တော်ဈေးကွက်ရဲ့ entry and exit viewer ဆိုတဲ့ indicator ဖြစ်ပါတယ်ကျွန်တော်ဒီမနက်ခင်းမှာတော်တော်လေးလုံဖြစ်သွားတဲ့ဟာပေါ့နော်အဲ့တော့အာအဓိကတစ်ခုပဲသတိထပ်ပေးချင်တာကကျွန်တော်တို့ server market တွေကိုတတ်နိုင်သမျှရှောင်ပါမရှောင်နိုင်ဆိုထိတ်မယ်ဆိုလို့ရှင်လဲ scalping ကိုမှအရင်မြန်မြန်လေးလုပ်ပေးပါပေါ့နော်အားလေးပြောချင်ပါတယ်ခင်ဗျကျွန်တော်လည်းဒီ live trade channel ဆိုလို့ရှိရင်တော့ကျွန်တော်ဈေးခွက်ရဲ့ Discord လာပြီး join mode pick up ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျ